လဘရန်တောင်ကျင်းနီစီမံကိန်းတရုတ်အလုပ်သမားနှစ်ဦးကိုဖမ်းဆီးထားခဲ့တဲ့ကိစ္စနဲ့ပတ်သက်တယ်ဆိုပြီးစက်တင်ဘာလဒုတိယပတ်အတွင်းကဖမ်းဆီးခြင်းခံခဲ့ရတဲ့မန္တလေးတိုင်းကျောင်းသားသမဂအဖွဲ့ဝင်မက်ဖြူနင်းထွေကိုပြန်လည်လွှတ်ပေးဖို့အတွက်စက်တင်ဘာလ29ရက်နေ့ကရန်ကုန်မြို့မှာဆန္ဒထုတ်ဖော်ခဲ့ပါတယ်။အဆိုပါဆန္ဒထုတ်ဖော်မှုကိုနိုင်ငံရေးတက်ကြွလှုပ်ရှားသူ20ခန်းကပြုလုပ်ခဲ့တာဖြစ်ပြီးလဘရန်တောင်ကျင်းနီစီမံကိန်း22လပြည့်စုတောင်းပွဲကိုပါပြုလုပ်ခဲ့ပါတယ်။ဆန္ဒထုတ်ဖော်ရမှာဖြူနင်းထွေချက်ချင်းလို့ လဘရောင်းတောင်ကျင်းနီစီမံကိန်းလုံးဝဖျက်သိမ်းပေးစတဲ့အချက်၅ချက်ကိုကြွေးကြော်ဆန္ဒထုတ်ဖော်ခဲ့တာဖြစ်ပါတယ်။ မက်ဖျူနှင်းထွေကိုလက်ဗရောင်းတောင်ဂျင်းနီစီမံကိန်းတရုတ်အလို့သမားနှစ်ဦးဖမ်းဆီးရမှာပါဝင်ပတ်သက်ခဲ့တယ်ဆိုပြီးအာဏာပိုင်တွေကဖမ်းဆီးထားခဲ့တာဖြစ်ခါရာဇဝမှုဆိုင်ရာကျင့်ထုံးဥပဒေပုံမှာ364နဲ့368တို့နဲ့ဆွဲချက်တင်မှုရှိနေတာဖြစ်ပါတယ်အဆိုပါဆန္ဒထုတ်ဖော်မှုကိုမြေနီကောင်ကစတင်ခဲ့ပြီးစမ်းကြောင်းမြို့နယ်နဲ့ဗဟန်းမြို့နယ်တို့ကိုဖြတ်ခါရှစ်တကောဖျားကိုတွားရောက်ကဆူတောင်းခဲ့ကြပါရယ်အခုလိုမြို့နယ်တွေကိုဖြတ်ပြီးဆန္ဒထုတ်ဖော်ခဲ့ရမှာခွင့်ပြုချက်ရယူခဲ့ခြင်းမရှိတာကြောင့် သက်ဆိုင်ရာမြို့နယ်စခန်းမှုတွေကဥပဒေအရအရေးယူသွားမှာဖြစ်တယ်လို့ပြောကြားခဲ့ကြောင်းလည်းသိရပါဗျာ။ဟုတ်ကဲ့ပါ။ဟုတ်သူတို့တရားဝင်ခွင့်ပြုချက်မရှိဘူးလေ။ဟုတ်ကဲ့မရှိတော့ဥပဒေတိုင်းပဲဆက်လက်ပြီးတော့ဆောင်ရွက်မှာပဲဒါပါပဲ။ကျွန်တော်မရှိပါဘူး။အခုလိုမဖြူနေထွေဖန်းစည်းခံရမှုကိုပြန်လည်လွှတ်ပေးဖို့အတွက်ဗမာနိုင်ငံလုံးဆိုင်ရာចောင်းသားတမကတွေကကန့်ကွက်မှုတွေကိုဇက်တိုက်ပြုလုပ်ခဲ့ပြီးလဗရောင်းတောင်စီမံကိန်းနဲ့ပတ်သက်တဲ့ဆန္ဒထုတ်ဖော်ပွဲတစ်ခုကိုလည်းစက်တင်ဘာလ29ရက်နေ့မှာပဲရန်ကုန်မြို့မှာပြုလုပ်ခဲ့ပါတယ်။